အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခါချက်စားမယ့်ဟင်ကတော့ပဇွန်ပေါ်မှာကျွန်တော်တို့အာလူးလေးနဲ့အချောက်လေးကြော်စားမှာဖြစ်ပါတယ်အဲ့တော့မှကျွန်တော်က Korean spicy paste လေးနဲ့ရောကြော်မှာဖြစ်ပါတယ်ကျွန်တော်စကြော်ဖို့အတွက်အရင်ဆုံးစီလေးနည်းနည်းထည့်လိုက်မယ်စီပူလာပြီဆိုတော့ကျွန်တော်ဒါကတော့ဟိုပါပေါ့နော် Korean ဟိုပါပေါ့ hot pepper paste ပေါ့နော်အဲ့ဒါပေါ်မှာနည်းနည်းလေးထည့်သုံးမယ်ဒီဝိုင်းဒီမှာခုနကကျွန်တော်ပြီးထားတဲ့ မြုပ်ပွားရဲ့အုံပြည့်ရဲ့ထည့်လိုက်နဲ့ဒီကတော့ဆမင်းမုတ်လေးနဲ့ထည့်မယ်ကျွန်တော်ကကြော်ထားတဲ့အချိန်မှာပဲဟိုကပေါ့နော်ဒါကတော့ပြဇွန်ပေါ့ဒီပြဇွန်ကကျွန်တော်ကအခွန်ခွာထားတာတန့်ရှင်းလောက်ထားတာဒါကြိုင်ထည့်လိုက်မယ် အခုကြုံထက်လာတဲ့ချိန်မှာအရသာမဟုတ်ဘူးเนาะဒီနေ့ထက်ရမယ်ဒီနေ့ကတော့ဉာဏ်ကြရေပေါ့နော်ဉာဏ်ကြရေနဲ့ဖြစ်ဆုံးနေ ကျောင်းပစုံကြွားတာပစုံကြွားတာကျက်လာပြီဆိုတော့ဒါတော့အာလူပေါ့နော်အာလူအသေးလေး၃လုံးကိုကျွန်တော်ကလီးပြီးတော့ဒါလေးထည့်လိုက်မယ်အာလူလေးဒီချိန်လေးကြက်တောင်းအောင်လို့ဖုံဖုံပြီးတော့တည်ထားလိုက်မယ်ခဏလောက် để chút rồi chúng tôi chỗ nào để đổ đi sau lại nhé nguy hiểm rồi thời gian xa to mày thì sao là do lẫy để khi nề thái của mấy chỗ tôi nghe á đúng không ạ sao bây giờ bảo biết sao bây giờ chùa nó cái sau gì này mà à đi lên núi vị rồi đấy để chia đi, đi, đi ada dua seno ah, ini dia lah nih, ini dia cho lagi bu. Okay, jauh ini ni aja tau bisu lor, jauh di kau sama tu kena macam ada pin lagi, no? ပြန်ကြောတော့ဒါကတော့ပဇွန်နဲ့အာလူလေးနဲ့ချက်ချောက်လေးကြော်ထားတာဖြစ်ပါတယ်။အဲအိမ်မှာဆိုရင်တက်တန်လေးကြော်ဆောက်လို့ရပါတယ်။အိမ်မှာကလေးတွေပါရှိတယ်ဆိုရင်လည်းအဆင်ပြေတယ်။ရင်းစားကောင်းပါတယ်ချက်စားကြည့်ပါ